ဒါဖြင့်ငဃဓမ္မတို့တရားစစ်စစ်ကိုခမများတို့မှတ်ရှင်ကြလို့ရှိရင်ဖြင့်ပဋ္ဌာန်းဤပဋိစ္စသမုပ္ပါဒ်ဤသစ္စာဤဤသုံးချက်မှတပါဟာဒီသုံးချက်ကဘယ်တော့မှမတိမ်ဘူးလို့မှတ်ပဋ္ဌာန်းဤပဋိစ္စသမုပ္ပါဒ်ဤသစ္စာဤဒီသုံးချက်မှတပါဖြင့်ကျန်တာတွေဟာမသိမ့်တာမဆဲတာနဲ့တခါတည်းဒိဋ္ဌိဝင်တာပါ ်တပည့်ကြဟဲ့ဟောတဲ့ပုဂ္ဂိုလ်မှာသစ္စာ၄ပါးကိုပိုင်ပိုင်နိုင်တဲ့အကြောင်းကျိုးဆက်တယ်ပရိစ္ဆေသံဥပါကိုဆက်လက်ဆက်တတ်ရမယ်ဖြတ်လက်ဖြတ်တယ်ရမယ်ဆက်တဲ့အခါမှာလည်းခဏကနီးမျိုးမျိုးနဲ့လွတ်တခါတည်းနီးမျိုးမျိုးကြောက်ကိုလည်းဆက်တတ်ရမယ်မှန်ပါဘုရားကြလားဧကရတိနာနာတိနိဧဝံဓမ္မရာနီးတွေနဲ့ရှင်းပြီးဒီကလာလည်း ဒါမလုတ်တပြန်လို့ရှိရင်လည်းပရိစ္ဆေသမုပ္ပါဒ်ကမှသူဝင်ရှုပ်လာမယ်။အမှန်ပါ။ဒိဋ္ဌိတွေဝင်လာလိမ့်မယ်ဆိုတာသဘောကျ။မှန်ပါ။သစ္စာရခင်ဗျားတို့ရိုးရလေးဖွဲ့တဲ့လောဘသမှုရိယသစ္စာအယုံနာငါဒုက္ခသစ္စာဒလောင်နဲ့မရသေးပါဘူး။ပရိစ္ဆေသမုပ္ပါဒ်တန်းလုံးကိုကသူ့အကြောင်းသူ့ကျိုးနဲ့ဆက်ပြီးသစ္စာ၄ပါး၄ပါးပုံခွဲရမှဒါမှသစ္စာနိုင်တယ်။အမှန်ပါ။ဒီလိုမှဒိဋ္ဌိလွတ်တော့။သဘောကျလား။ ပဒံနီကိုလည်းဒုနီဤဝပဒံ24ပစ္စည်းမှာအကြောင်းကျိုးတွေဟာတခါလဲသတ္တရဥစေတလွတ်အောင်ဆက်တသတ္တမသာလင်လေဒကာရမတို့သတ္တရဥစေတသက်ကာယလွတ်တော်လေနမယလွတ်ပါလွတ်ပါဒါဖြင့်ဒကာရမတို့မမားနိုင်မတိန်နိုင်မဆောင်နိုင်တာသစ္စာရဲ့ပဋ္ဌာန်းရဲ့ဒကာရမတို့ပြိစ္ဆာသမှုပတ်ဒါကြောင့်ရှင်ဘုရောသကသူတိစာတွေကို ဖွင့်ချက်ပြီးရဲရတော့မယ်ဆိုလို့ရှိရင်ရှင်မုရောသကအခုတခါရေးတာရှင်မုရောသလို့ခေါ်ပြီနော်အဲ့ဒီပုဂ္ဂိုလ်ကသူ့ကိုအများတို့အခုသူ့စာအုပ်ရှိတဲ့ပုဂ္ဂိုလ်တွေသူရေးတဲ့စာအုပ်ရှိတဲ့ပုဂ္ဂိုလ်တွေသစ္စာနဲ့ပရိစ္ဆသမုပ္ပါပဋ္ဌာန်းဒါတွေကိုသူရေးရတော့မယ်ဆိုလို့ရှိရင်ပြန်သမုဒ္ဒရာရေးတဲ့မှာယုံငငယ်စမ်းထောက်တယ်လို့ထောက်ပြီးတကယ်လားရေးပါတယ်လို့ပြောတယ်မှန်ပါ သဘောကြအမုတ်ရရည်ရုပ်ချီတော့နဲ့ထောက်လို့ရှင်းတာတရားဓမ္မတို့အဆုံးတွေ့တယ်မှာဆရေးတာလို့ဆိုတဲ့အိဗယ်မျိုးပဲရတယ်။အိဗယ်ပါရသေးတယ်။သဘောကျအဲ့ဒါသူကိုယ်တိုင်ဒီတိုင်ခွန်ပါရကံတဲ့ဒီစာကဒီလိုဆိုတယ်လို့ခမရတို့တိုက်ရိုက်သွားမယူလိုက်နဲ့။ယူလိုက်ရင်မိုးကျုပ်ဖြစ်တယ်နဲ့နားလည်းအောင်းမိပါ။သဘောကျ gain ဒါဖြင့်ဓမ္မတို့ အဲတဲ့ရဲ့ဟောတာကိုလည်းဆွဲဆောင်ပြီးတဲ့ကလာယူခဲ့တော့လေဖရာဆွဆွဲတယ်မှန်ပါဆွဲဆောင်ပြီးတဲ့ကလာယူရမယ်ယူထားတဲ့တရားကိုတဲ့ရဲ့ဟောပါတယ်လို့ဖရာကလည်းဒီလိုပြောလိုက်ပြန်ရင်လည်းဆွဆွဲတာပဲကွာငါဆွဆွဲတယ်ဒီလိုရှိတယ်သဘောကျဒါပြန်ဘုန်းကြီးရဲ့ချဲလိုက်တော့တရားနာမှားတယ်ခင်ဗျားတို့အဲဒိဋ္ဌိဖြစ်နိုင်တယ်မှန်ပါ တရားပုဂ္ဂိုလ်အဟောမှားလို့လေသူလည်းဒိဋ္ဌိဖြစ်နိုင်တယ်ဖြစ်နိုင်မလားဖြစ်နိုင်ပါအဲ့ဒါရှင်းမလားရှင်းပါဒါဖြင့်ဒကာဓမ္မတို့ဒါကတည့်ရဲ့ဟောတာဒါကဆောင်ဟောတာဆိုတာကိုဖြင့်ခမည်းတော်ညာထဲမှာဝေဘာနတဲ့ချိန်ဝင်လေးယနေ့ပေးတာပဲဘာနာသားကြီးဘာရိနာသားဖြစ်နိုင်ပါမလားလို့ပြေးလိုက်တဲ့အခါကျတော့ဘာကဖြင့်နတ်သားဖြစ်တာမှန်ပဲမှန်ပါတပည့်ကြပါဘယ်လိုယူပါဘာနာသား ာရပင်နသံဖြစ်နေပါဘူးဖာယုံဏ္ဍီရင်ချုပ်ပါလေဆိုတဲ့ကိုကကိုပဲယုံဏ္ဍမျိုးပေါ်တယ်လို့သာခင်ဗျားတို့ယူရလိမ့်မယ်မှန်ပါဖာယုံဏ္ဍကနာယုံဏ္ဍတော့ဖြစ်နေတယ်ယူလိုက်လို့ရှိရင်သတ္တရာဒိဋ္ဌိပဲသွားမယ်မှန်ပါအဲ့ဒါဆောင်းဟောတဲ့ဥစ္စာကိုဖာကိုကနတ်သားဖြစ်သွားတာကွာမှန်ပါ ခင်ဗျားတို့ဒေါသကြီးမောဟကြီးနဲ့ပြောမယ်ဆိုဒီတိုင်းပြောမှာမှန်ပါဘူးဘယ်ဘုရားဟောတာတော့ဖောက်ကောနတ်သားဖြစ်သွားတာဆိုတော့ခက်သေးဘူးလားခက်ပါဘာရိတ်ကြီးဖြစ်သွားမှန်ပါဘူးအဲ့ဒါဆောင်းဟောတဲ့အိဗယ်ကိုတိုက်ရိုက်ယူလိုက်တဲ့တဲ့ကိုကသွားပြီဘုရားဆွဆွဲတာမှန်ပါဘူးတပည့်ကြလားမှန်ပါဘူးအဲဒါဖြင့်တိုက်ရိုက်ဟောတာကိုလည်းဆောင်းပြီးကြလားယူလိုက်ပြန်လို့ရှိရင်လည်းတိုက်ရိုက်ကဒီလိုသာဒီမှာဖြစ်တာဒီမှာရင်အနိစ္စရောက်တယ် ဟိုဘက်ကိုမပါပါဘူးဆိုတော့ဥပါသေးတယ်လို့ယူလိုက်ရင်လည်းတခါတည်းတဲ့ဆောင်ပြီးယူသွားတဲ့တဲ့ဒကာဓမ္မတွေဒိဋ္ဌိပဲမပြေးလားအဲ့ဒါဖះဆွဆွဲတာပဲกว่าရင်းမိကြရင်းပါအဲ့ဒီတော့ဒါကရင်းတဲ့ဆရာလည်းဖြစ်ပြန်ခမည်းတော်ကိုလည်းပြင်ပေးရမယ်ခြေနေရအောင်လေနားလည်နိုင်တဲ့ဉာဏ်ကလေးရှိလို့ပြောလာလို့သား ကိုဝရမောင်နိုင်တို့ကိုမြင့်တို့ရှင်းမကြရဘူးမှန်ပါမဟုတ်လို့ရှင်သူများပါးလမ်းဆုံးပြီးဒိဋ္ဌိကြီးဖြစ်တာမှန်ပါမဖြစ်ပဲဘူးဖြစ်ပါဘူးသူများပါးလမ်းဆုံးပြီးပါတော့ဒိဋ္ဌိကြီးပါဒီစာအုပ်လမ်းဆုံးပြီးတကဒိဋ္ဌိကြီးပါအဲ့ဒီဒိဋ္ဌိဖြစ်ခဲ့တော့သတ္တရတို့တက္ကရာတို့ဒိဋ္ဌိဖြစ်ခဲ့တော့နိဗ္ဗာန်ဟောတဲ့အခါမှာလဲဥစေရဖြစ်ခဲ့တော့ဒကာရမတို့ နိဗ္ဗာန်ဆိုတာဘာမှမရှိဘူးလို့ယူလိုက်ပြန်လဲအုပ်စီရပဲသွားမှန်ပါမက္ကပစ္စည်းကြောင့်ဖြစ်တဲ့နိဗ္ဗာန်ဒီကမက္ကပစ္စည်းကဆောင်ကိုတဲ့လေအကြောင်းကြောင့်နိဗ္ဗာန်ရှိပြီးဒီကလာဘုရားကနေပါလေလို့ဟောတာဟုတ်ပင်လေနိဗ္ဗာန်ဆိုတာဘာမှမရှိဘူးလို့ယူလိုက်ပြန်လို့ရှင်လဲအုပ်စီရတည်းပဲသွားတာမှန်ပါတပည့်ကြနိဗ္ဗာန်ဆိုတာရာဂရောဒမောဟချုပ်ခံများမှတ်တယ်ပဲယူလိုက်ရင်လည်းဒိဋ္ဌိဖြစ်တာပဲမှန်ပါတပည့်ကြအဲ့ဒါကြောင့် တရားဓမ္မတို့ယနေ့ပြောဆိုနေတဲ့စကားတွေဟာဩအတော်ရေးကြည့်ပါလားဆိုတာနိုင်ကြီးကြီးနဲ့ထောင်ကြည့်တော့မှာရေးကြည့်တာပေါ်လားမှန်ပါပေါ်လားဟုတ်လားဆောင်းဟောတာကိုတည့်ရဲ့မယူပါနဲ့တည့်ရဲ့ဟောတာကိုဆောင်းပြီးချက်တွင်ပြီးမယူလိုက်ပါနဲ့မှန်ပါပါသဘောကျလားတည့်ရဲ့ဟောတာကိုဆောင်းပြီးမယူတော့ဆောင်းပြီးကိုယ်လည်းတောင်းမတယ်နဲ့ဆွဲယူမသွားနဲ့မှန်ပါပါသဘောကျလားဆောင်းဟောထားတာကိုတည့်ရဲ့ကို မယူနဲ့ယူလိုက်ရင်ဖရာဆိုဆိုတာပဲဒါကြောင့်သာသနာပြက်တာဟေးလို့ဖရာကသေချာဟောပါတယ်မှန်ပါရှင်းမလားရှင်းပါပါဓမ္မတို့ဒီဥစ္စာဘုန်းကြီးတို့ပြောဆိုရတဲ့ပုဂ္ဂိုလ်နဲ့မလွယ်သားဘူးမှန်ပါနားထောင်ရတဲ့ပုဂ္ဂိုလ်နဲ့အတော်ချိန်ဆရမယ်မှန်ပါကဲသမညာဟောတဲ့ပုဂ္ဂိုလ်နဲ့တွေ့ကြမယ်ဆိုခင်ဗျားတို့သူတို့ပါဇာမှာလမ်းဆုံးနေမယ်ဆိုကြရင်သွားပါဘီမှန်ပါ ဘလောက်ကြောက်เสียကောင်းဝိတုထုတ်ပြလို့ရှင်ဘုရားခင်ကိုရမေကြီးကနာသည်အဲဝိရူရဖြစ်ခဲ့တယ်ဝိရူရဖြစ်မှာမောဒရာဖြစ်တယ်မောဒရာဖြစ်မှာဝိရူရပြီးတော့မှသေနကဗဏ္ဍိတတို့ဖြစ်တယ်ဆိုပြီးဘုရားကဆောင်းဟောတာဟုတ်ပြီဘလူပြီးဘလူဖြစ်တယ်ဇာတိဆယ်ဘောပေါ့ဗျာဘလူပြီးဘလူဖြစ်သွားတယ်ဘလူပြီးဘာဖြစ်လာလဲနာသည်ငါနာသည်ပင်လည်းဖြစ်လာတာပဲဘုရားကဟောတာမှန်ပါအဲ့ဒီမှာတကယ် ဘနဲ့ကအဲပါတိတို့ကဩဖရာရှင်ကုရမေကြည်တိကားလို့ဆိုလို့ရှိရင်ဖြင့်ခန္ဓာသာပြောင်းသွားတယ်ရုပ်နာဝိညာဉ်မပြောင်းလို့နာဝိညာဉ်လေးဆက်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 သွားတယ်ယူလိုက်တာဘုရားဆောင်းဟောတယ်ဒီကသူအတက်ရင်ခြိုက်နာဝိညာဉ်မသေးဘူးရုပ်သာသေးတယ်ရှိယူခြိုက်တော့သတ္တရတိတိပဲပါတိသွားတာပဲအဲ့ဒီဘုရားကမောရပုရိသမင်မဲ့ဖို့ရရတော့မှာမဟုတ်ဘူးဟောခြိုက် ကြဘယ်တော့ကြောက်ဆရာတော့လုံလောက်ကလားလုံလောက်ပါဘုရားဆောင်းဟောတာကသူကဒီဝိညာဉ်မသေးဘူးဝိညာဉ်လေးကမောတရာလည်းသူပဲအဲဝိရိယလည်းသူပဲသေနကပဏိတရာလည်းသူပဲဝိသန္တရာလည်းသူပဲဒီလိုယူပြလိုက်တော့ဘယ်နဲ့နေတော့ကိုဝါကြီးအဲ့ဒါဘယ်နဲ့ကြောင်လို့ဆိုတော့ဆောင်းဟောတဲ့ပါဠိ ရားဟောတော်မူတာဆောင်းပြီးတကယ်လားသိရမှာအဓိပ္ပာယ်မဟုတ်လားမှန်ပါသူကတည့်ရဲ့ယူလိုက်တဲ့တွေ့မသေးဘူးယူလိုက်မှန်ပါကျန်တဲ့ယုံနာသေးတယ်ဝိညာဉ်မသေးဘူးယူချိုက်မှန်ပါသဘောကျလားအမှန်တော့ကြောက်ကြရမကောင်းဘူးလားမှန်ပါဒါကြောင့်ခင်ဗျားတို့တရားနာတယ်ဆိုမဲ့လေကို့ချိန်ဝင်လေးပြည့်ရတဲ့ဆရာနဲ့လည်းပေါင်းသိမ့်ဖို့တော်တော်ရည်ကြီးပြီပါဘူးရင်းမကြည့်ဘူးလားပြပါဘူးချိန်ဝင်လေးပြည့်ရတဲ့ဆရာနဲ့ချိန်ပြီးကြတာဩဒီလိုယူတတ်တဲ့ အခြေအနေရှိပါမှလည်းဘုရားဒိဋ္ဌိလွတ်ပါမယ်။မှန်ပါဗျာ။နမောယံဒိဋ္ဌိမလွတ်ပါဘူး။မလွတ်ဘူးဆိုတဲ့အိဗေကမောင်နေလို့ရှင်းရှင်းပါဗျာ။ဒါဒီပါဠိတော်ကြီးဘုန်းကြီးဒီနှစ်မှာဒီနေ့ဒီရက်ဒီချိန်ကျမှဘာဖြစ်လို့ထုတ်လာပါလိမ့်မလဲလို့မေးတဲ့အခါကျတော့အလုတ်မှကန့်လန့်ဖြစ်မှာစိုးလို့မှန်ပါဗျာ။ဒီပါကြ။သောတ္တဝိခွေကိဉ္စီသင်္ခါရနိစ္စတောပတ္တတောပတ္တံတော အနုလောဘခန္တရာလဘိတ္တိတိနေရန္တာနာနာဝေသတိ ग् ွာတဲ့ဒီအခုပြောခဲ့တဲ့ဆောင်းဟောတာကိုတည့်ရဲ့ယူပြီးတဲ့ဒိဋ္ဌိတည့်ရဲ့ဟောတာကိုဆောင်းပြီးယူလို့သတ္တရဒိဋ္ဌိတွေပြဲသွားခဲ့လို့ရှိရင်ဖြင့်တဲ့သစ္စာ၄ပါးတိတတ်တဲ့သဘောတော့ဖြင့်သစ္စာ၄ပါးကိုမြင်ရှုနိုင်တဲ့ဝိပဿနာဉာဏ်တော့မဖြစ်တော့ပါဘူးလို့ပြောလိုက် တော်ဘူးဒါလည်းအဟုတ်တော့ပါဠိတော်ပဲဥပဒနာဉာဏ်ကုန်ဖြစ်တော်ဘူးလေဘယ်ဥပဒနာဉာဏ်ဖြစ်နိုင်တော့မလဲမောင်လေးကဝန်းနဲ့ဒိဋ္ဌိတွေခံတာမှန်ပါဒိဋ္ဌိရှိရနဲ့ဥပဒနာရှိလို့ရှိရင်ရပါမရဘူးဒိဋ္ဌိရှင်မှဒိဋ္ဌိရှင်အောင်ကြရတယ်ဒကာဓမ္မတို့သောတာပိခွေဘိခွေနေအရိယာနာအတ္တတဝီအရိယာဓမ္မတာအာကောဝိရိယဓမ္မအာကောဝိတော့ အရိယာဓမ္မအဝိနိတော်အဲအရိယာဓမ္မတို့ကိုခမည်းတော်ဆုံးမတွင်သင်ခြင်းမရှိတနည်းအားဖြင့်လေအရိယာရိသာဝကရိတရားကိုဆုံးမတွင်သင်ခြင်းမရှိခဲ့တော့ဒိဋ္ဌိကဖြစ်နေတာပဲကွာသဘောကြဒါဖြင့်အမှန်အရေးကြီးနေတာဗောမှန်ပါဘူးအမှန်အရေးကြီးနေတယ်ဆိုတာကဓမ္မတွေဒီပင်တရားတဲ့ယနေ့ပြောတာအရေးကြီးတယ်လို့အားလုံးကမှတ်ရမှန်ပါဘူးအဲ့ဒီ ခေါင်းကတခုသောတရားကိုနေဆက်ထင်ပြီးဒီကလာနေခဲ့မယ်ပြတ်တယ်လို့ထင်ပြီးဒီကလာဥစ္စေတည်းယူခဲ့မယ်ဆိုလို့ရှိရင်ကွာတဲ့ငါဆက်ဟောမကွာတဲ့သစ္စာတည်းမသိတာမဟုတ်ပါဘူးသမ္မတနိမဆိုတဲ့မက်ဘယ်တော့မှမပေါ်ဘူးကွာဒီမက်မှမပေါ်လို့ရှိရင်သောတာပန်ဖြစ်နိုင်မယ်လို့လည်းမင်းတို့ဘယ်တော့မှမယုံနဲ့ကဲဘယ်တော့ဟောလိုက်ဟောဘယ်တော့မှကြောက်ရှာကောင်းဘူးဟောဓမ္မတို့ဗျာလေးလေးနဲ့နဲ့ မတန်ကြပါဆိုတာကိုဖြင့်ပြောရတယ်ဘုရားဒါဟောတဲ့ဟောတဲ့မတ္တဘုရားကြီးပေါ်လာတာဘုရားဘယ်တော့ကြောက်เสียကောင်းတယ်ဆိုတာဓမ္မတွေသိကြပါဗလားသိပါအဲဒါကြောင့်တရားနာမှားလို့လည်းပါဖြစ်နိုင်တယ်ဒိဋ္ဌိဖြစ်ခြင်းကြောင့်လည်းဘုရားဆွဆိုးတယ်သဘောကြလားအဲတရားမှားလို့လည်းဘာဖြစ်နိုင်တော့ဒိဋ္ဌိဖြစ်ခြင်းဘောရင်ဒိဋ္ဌိဖြစ်သွားတာပဲ သဘောကျတာအဲ့ဒါလည်းဘုရားဆွဆွဲတာပဲဆိုတော့ဒကာရမတို့ဘုရားဆွဆွဲတဲ့အပြစ်ဟာအလွန်ကြီးတယ်ဆိုတဲ့အသေးပဲတော့သိကြပြီလားသိပါပါဘယ်လိုဆွဆွဲရမလဲဆိုတော့ဆောင်ပြီးဟောထားတဲ့ဉာဏ်တရရင်လည်းငါဘုရားဆွဆွဲတာပဲกว่าမှန်ပါတရဟောထားတဲ့ဥစ္စာကိုဆောင်ဆွဲပြီးသွားပြန်ရင်လည်းဘုရားဆွဆွဲတာပဲกว่าတဲ့အဲ့ဒါမင်းတို့ကလည်းဆိုလို့ရှိရင်ကြားကြဉာဏ်တဲ့ချိန်မှာမှန်ပါငါဘုရားဆွဆွဲတဲ့ဉာဏ်ရှိတယ် Вот понятно.